ဘယ်နေရာမှာဘာစောက်လို့ခွင့်ပါတည်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးအပြည့်ပဲအပြည့်ပဲလေလှစရာတော့မဟုတ်ဘူးလေဟာငငယ်ကြားပြောတာတွေမယုံနဲ့လေဒီမှာနေပြည်တော်မှာနေနေတာငငယ်ကြားဘယ်သူတွေပြောလို့လဲဒီဒရာရေးဘူးလက်ဆိုရတော့နေပြည်တော်မှာဘယ်လိမစောက်ဘူးလို့ပြောပါအမှန်စောက်ပါတယ်ဟာရနေပြည်တော်မှာဘီလီယာပေးထားပါတယ်အချင်းချင်းလှမ်းကြီးကြလေကွာဖုန်းတွေမရှိကြဘူးလားအချင်းချင်းလှမ်းကြီးကြလေကွာပေါက်ကလုံးနဲ့လှစရာလှမ်းကြီးကြလေကွာမတည့်ကြဘူးလားဟာမတည့်ကြဘူးလား နော်ဥမေအွန်လိုင်းရဲ့ဒီလော့ကုတ်ချော်နေမှုတွေကြောင့်ဟွဒီတော့ဒေတာခံမွတ်စလင်တွေပေါ့ကျွန်တော်မြန်မာပြည်မှာရှိတယ်မြန်မာပြည်ကကျွန်တော်မွတ်စလင်တွေကမွတ်စလင်တွေကိုမဘာသာတွေနဲ့တမင်တကာများရန်တိုက်ပြီးတော့တမင်တကာများရန်တိုက်နေရတာကျွန်တော်တို့စဉ်းစားတယ်ဘယ်လိုလုပ်ရဲကဘာအရေးမှာစိုးရိမ်နေရကြမြန်မာပြည်မှာထပ်ပြီးတော့ဒင်းလာနိုင်ငံရေးအမတည်ငြိမ်ရတဲ့ကြားတယ် ဒီရောက်ကြရဲဒီကဘယ်လိုလဲဆိုလို့ရှိရင်ဖြတ်ပြီးတော့မဘာသာနဲ့အစ္စလမ်ဘာသာဝင်တွေကိုဆက်ပြီးရန်တိုက်နေဖြစ်နေအဲ့တော့နေရာကမစင်းချင်လို့များဘာသာရေးကတိကံများမြောက်ခံစင်းနေတယ်လို့ဟဲ့ဒါပဲလေနော်ဒါပဲလေဒီလိုမခံစင်းပါနဲ့လို့ကျွန်တော်ပြောချင်တယ်ဒီနေပြီးတော့ဒုတိယအခွဲနဲ့ဦးသိန်းတို့ကတော့ခံဆဲရှိတယ်ဟုတ်လားဦးသိန်းတို့နေတဲ့နိုင်ငံတော်ကတကယ်ခွင့်ပြုရပါမှမတတ်နိုင်ဘူးတော့တောက်ွက်ဖို့တော့ဦးသိန်းတို့လည်းတည်ရတယ်လားမင်းတော့မကျေနပ်ဘူးပေါ့ဗျာဘာမကျေနပ်ဘူးမကျေနပ်ကျင်းတဲ့ဆန္ဒပြအရာကိုလည်းပြောရလို့ရှိရင်ကျင်းတဲ့ဆန္ဒပြအရာ ီနေရာတရားအောင်ညတာလုံးလက်ချင်းနဲ့မတွေ့ဘာလုံးရဲ့ငယ် Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တွေ့ကျွန်တော်မျက်စိတင်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာကဲအဲ့တော့ထောင်းစာတိုင်းမှာဒီနေ့တော့လူမှုကွန်ပါတတင်းတွေရုပ်သံတွေကိုကျွန်တော်တွေ့ကျွန်တော်မြင်နေပြန်လည်တင်ပြဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဘာအကြောင်းအရာတွေပြောမလဲဆိုတော့ဗီဒီယိုဆုံးဒီလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာကဲအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ကဲစပါ โอเคပထမဆုံးသတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့အာမကောင်းတာတွေစားမလားတော့မသိဘူးဗောနော်မကောင်းတာတွေပဲစရမယ်လို့ထင်တယ်ဘာကြောင့်လဲဆိုတော့ရှမ်းမြောက်အခြေအနေဗောနော်ရှမ်းမြောက်မှာအခုတော့ကြောင်မဲနဲ့ပတ်သက်တဲ့အခြေအနေဒါကြောင်မဲကြောင်မဲမြို့တွေကိုစစ်တပ်ကနေပြီးတော့ရောက်လာပြီးဆိုပြီးတော့သတင်းတွေတက်လာတယ်ဒါတော်လိုင်းဘက်ကရောဘောမဘောမတွေဘက်ကရောသတင်းတွေတော်တော်များများတင်လာတာကိုလည်းတွေ့ရတယ်ဟော အာတောင်ပိုင်းမြို့ပြင်မှာ Asia World Gate နားမှာထိတွေ့တိုက်ပွဲတွေဖြစ်တယ်အခုကားကြီးဝင်းနေပါရင်နားထီကိုရောက်နေတယ်နောက်ပြီးတော့ဒီစစ်တပ်ကဒီအာတောင်ပိုင်းမြို့တွေကဒီရုံးနေပါရင်ညာတွေပုံမှာပေါ့နော် channel တွေမှာပုံတွေတင်ထားတယ်အဘောမ Telegram channel တွေမှာလည်းပုံတွေတင်ထားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့အခုလောတဲ့တော့အပိတက်သိမ့်ပတ်ရရှိတဲ့အခြေအနေတခုမဟုတ်သေးဘူးလို့တော့ ကျွန်တော်တို့ပြောလို့ရတယ်တိုက်ပွဲတွေကဆက်လက်ပြီးတော့ဖြစ်ပွားနေတယ်လို့လည်းပြောလို့ရတယ်အဲ့တော့ပြောမယ်ဆိုတော့အာ TNL TNL ကအခုနောင်ချူပေါ့နော်နောင်ချူပြီးကြောင်မဲဟိုကြောင်မဲကိုထပ်ပြီးတော့လက်လွတ်ရမလားဆိုတော့အာဟိုဟာကပြောအခုလက်ရှိအခြေအနေကတော့ကြောင်မဲအခြေအနေကတော့မကောင်းဘူးလို့ပဲအာကျွန်တော်တို့ပြောရမယ်ပေါ့နော်အဲ့တော့အားလုံးသိတဲ့အတိုင်းပဲ1027ဆက်စင်ရေးမှာရရှိလာတဲ့မြို့တွေဖြစ်ပါတယ် တော့ DNL ဆိုလည်းမျိုးတွေတော်တော်များများကိုတိမ့်ပိုက်ရရှိတယ်ပြောမယ်ဆိုစစ်တပ်ရဲ့အခြေအနေကလုံးဝဂျုံဂျုံကျသွားတဲ့အခြေအနေချီကို1027ရဲ့စစ်စင်ရေးကတော်တော်လေးကိုဆွဲဆောင်နိုင်ခဲ့တာပါအဲ့တော့ဒါပေမဲ့ဇကဆာကတိတဲ့တိုင်းပဲစီးလုံးမှုဖြူခွဲတယ် AR DNL ရဲ့အာကုတ်ဟာကုတ်ကဲ MND ရေပေါ့နော်ဒီသုံးဘွဲ့ရဲ့ဆွမ်းဆွမ်းဆောင်မှုနဲ့နောက်ပြီးတော့မြေပြန့်က PFD ရဲ့ပူးပေါင်းပါဝင်မှုဒီလိုအခြေအနေနောက်ပြီးပြည်သူလူတွေရဲ့ထောက် ခံမှုတွေနဲ့အတူလုံနေတဲ့လုံလာတဲ့အချိန်မှာပဲစာကသတရုတ်တရုတ်နဲ့ပေါင်းတယ်တရုတ်ကိုယ်တိုင်လည်းစာကသကိုထောက်ခံလိုက်တယ်ပြီးတော့အာတပွဲချင်းစီကိုလိုက်ပြီးတော့ဖြူတာပေါ့နော်တပွဲချင်းစီလိုက်ပြီးတော့ဖြူတယ်အခုဆိုလည်း MNDA ဆိုလည်းတဖြည်းဖြည်းနဲ့လာချိုလာချိုကနေပြီးတော့တဖြည်းဖြည်းနဲ့သူ့နယ်မြေကြီးက ဘောနော်စိတ်မအေးရတဲ့အခြေအနေမျိုးမျိုးတွေမှာရှိတယ်အဲ့တော့ရှမ်းမြောက်မှာတည်ကြတဲ့တိုင်းစစ်ဌာနရုပ်တွေပြန်ချမယ်စစ်တပ်ကပြန်ဝင်လာပြီဆိုရင်ရှမ်းမြောက်ဘက်ကတော့ဒီဘောနော်လက်နက်ကင်တပ်ဖွဲ့တွေတော့ကတော့နောက်ဟိုသူတို့နှိမ့်ခဲ့တဲ့မီးကပြန်ပြီးတော့ပြန်ပြီးတော့အာတိုးလာတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဘောနော်အခုအဲကျွန်တော်တို့နိုင်ငံမှာကအဲ့လားပဲပေါ့နော်ကျွန်တော်တို့နိုင်ငံမှာအဲ့လားပဲအဲ့တော့ကျွန်တော်တို့ဒါကအပြစ်ပြောခြင်းမပြောခြင်းဆိုရတယ်ကျွန်တော်တို့ကသမိုင်းထဲမှာလည်းသင်ခန်းစာတွေရှိတယ် သင်ခန်းစာတွေကိုကျွန်တော်တို့မယူနိုင်ကြအောင်ဘူးအဓိကတော့စီးလုံးညီညွတ်မှုကိုမတိဆောက်နိုင်သေးတဲ့အကြောင်းတရားတွေလို့ပဲကျွန်တော်ကတော့မြင်နေပါတော့အဲ့တော့ဒါကကောင်းမွန်ကြီးလားမကောင်းမွန်ကြီးလားစစ်ဘူရသဘောရခွာစစ်တွေခံစစ်တွေဘာညာတွေရှိတယ်ဒါပေမဲ့ တိမ်မရရှိထားတဲ့မြို့တွေကိုလက်လွတ်လိုက်ရတာတော့ပုံမှန်လင်းပြောရရင်မကောင်းလို့ပဲကျွန်တော်ကတော့မြင်တယ်။အဲ့တော့စစ်တပ်ကပြန်ဝင်လာပြီဖြစ်တဲ့အတွက်နောက်တစ်ချိန်ပြန်တိုက်ရအောင်မဒီမြို့တွေရရှိဖို့နောက်တစ်ချိန်ဘယ်အချိန်ကျမှပြန်တိုက်နိုင်ပါလဲ။အဲဒီလိုမျိုးချိန်တွေရလည်းအများကြီးပြောကြရရှိတယ်။အဲ့တော့ပြောပြောနေတာတော့ကျွန်တော်တို့တော်လည်းရေးဟာတပ်ပေါင်းစုလိုအစုဖွဲ့မျိုးတွေတကယ်ကိုပေါ်လာပြီးဟိုပေါ်သင့်နေပြီးဟောနောက်ပြောဟိုပါဘောတော့ COC လို့ပြောတယ်ဗောနော် COC တို့ chain of command တွေပို့ပြီးတော့ခိုင်မာဖို့ လိုအပ်လာပြီတက်အရွှေပြောင်းတွေကိုလုံနိုင်တဲ့တက်ပေါင်းစုကြီးတွေအဲကျွန်တော်တို့ပေါ်ဖို့လိုအပ်လာပြီဆိုတာကိုတော့ကျွန်တော်ကတော့မြင်တယ်အဲ့တော့အာဒီတိုင်းသာဆက်သွားရင်အတော်လည်းရေးကအာဘောဆက်သွားနေုံပါပဲဆက်တော့သွားနေုံပါပဲအခြေအနေကောင်းတွေကလည်းရှိနေသေးတာပဲဒါပေမဲ့စကားသားဘက်ကလည်းဖြိုခွဲလာတဲ့ဥစ္စာတွေကိုတံပြန်ခုခံနေရတဲ့အခြေအနေတွေကတိတ်ပြီးတော့ဘတ်မမြဘူးလို့တော့ကျွန်တော်ကတော့မြင်နေပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့တော်လည်းပြည်တွေစိတ်တက်ကြစရာအခြေအနေတခုတော့မဟုတ်ပါဘူးအဲ့တော့ ဟိုဘောတော့ဘာဆက်လုံးမလဲဆိုရဲအဖြစ်တွေကိုကျွန်တော်တို့ခေါင်းဆောင်တွေကိုနိုင်ကတီချကိုပြောဖို့လိုအပ်လာပြီဆိုတာပဲကျွန်တော်ကတော့ပြောချင်တယ်အဲ့တော့ပြီးခဲ့တဲ့ကုမင်းမှာဆွေးနွေးပွဲတွေလုပ်တယ်အာဒီမျိုးတွေကြောင်မဲမျိုးပါမယ်မြို့ငါးမျိုးပြန်တောင်းတယ်အာ DNA လေးကမပေးဘူး အဲ့တော့အခုကမဲ့အခုနှစ်မျိုးတော့ပေးလိုက်ရပြီနောက်ထပ်မျိုးတွေအဲ့တော့ကြောင်မဲ့ပြီးပြီဆိုတာနဲ့အဲကျွန်တော်တို့တေးရတယ်နောင်ချူတီဘောဟိုဘောတော့ဒီ1027မှာရားတဲ့မျိုးတွေက TNL ရဲ့နောင်ချူရဲ့တီဘောရဲ့ကြောင်မဲ့ရဲ့နန့်ဆန်ရဲ့မိုင်းလုံးရဲ့မိုးမိတ်မန်တုံနမတူကုတ်ခိုင်နန့်ခန့်မိုင်းငေါနောက်ပြီးတော့မိုးခုတ်ဆိုပြီးတော့အဲဘောတော့သူတို့ဒီမျိုးတွေကိုရတာအဲထဲမှာ၅မျိုးကို ပြန်တောင်းမယ်မယ်နှစ်မျိုးကိုလက်လွတ်လိုက်ရတယ်တီးကြတဲ့မိုးကုတ်နဲ့တီးပိုးကိုလည်းသူတို့ကထပ်ပြီးတော့ထိုးစစ်ဆင်တာကိုရှိပါတယ်။ဘာကြောင့်လဲဆိုရင်တော့ကြောင်မဲကစည်ရအချက်ချာကြတဲ့နေရာဆိုတော့ဒီနေရာကိုပြန်ပေးလိုက်ရတာက DNL အတွက်နဲ့နာမှုတစ်ခုပဲလို့တော့ကျွန်တော်မြင်တယ်။အဓိကတော့ DNL နေနဲ့ခဲရန်ရိတ်ခါကသူတို့အတွက်ခက်ခဲတော်တော်လေးကိုဖြစ်လာပုံရတယ်။အဝါကနေလည်းမပြီးတော့ဘူး။တရုတ်ဘက်ကနေလည်းမပြီးတော့ဘူး။ပထမတော့ MND ကိုလည်းအဲ့လိုလုပ်တယ်။ MND မတောင့်ခံနိုင်ဘူး။ပေးလိုက်ရတယ်။ TNL လေး မတောင့်ခံနိုင်ဘူးအခုပြန်ပြီးတော့နှမျိုးကိုတိုက်ရင်နဲ့ပြေးလိုက်ရတယ်အဓိကတော့1027ရဲ့စစ်အရှင်ကိုချလိုက်တာကဒီလိုမျိုးအခြေအနေတွေကိုရောက်စေတယ်လို့ကျွန်တော်ကတော့ပို့ဟိုမြင်ရတယ်ပေါ့နော်အဲ့တော့1027မှမှာသာစစ်အရှင်မချဘဲနဲ့စက်တာတက်မယ်ဆိုရင်ပြင်းလဲလောက်ထိကိုတတ်ထားနိုင်မယ်ဆိုရင်တော့မှကျွန်တော်အခြေအနေတွေကတော်တော်လေးကိုအပြောင်းလဲဖြစ်သွားနိုင်တော့တဲ့အခြေအနေရှိတယ်ပေါ့နော်ဒါပေမဲ့အခုကတော့ နည်းနည်းလေးပေါ့နော်စိုးရင်တရားအခြေအနေတော့ရှိတယ်ဒါပေမဲ့ဟောတီအန်အယ်လေးလည်းသူ့ရဲ့စနီးဗျူဟာတွေသူ့ရဲ့အကောင်းမွန်ဆုံးစီရေးဆွမ်းရည်တွေနောက်ပြီးတော့သူဒီပေါ့နော်ပိတ်ထားတဲ့ဖီအားတွေပိတ်ခန့်ထားတဲ့အခြေအနေတွေနောက်ပြီးဖီအားတန်တွေကနေသူဘယ်လိုရုံးထွက်နိုင်မလဲပေါ့နော်ဘာပြောတီအန်အယ်လေးဆိုတာလဲသူ့ဘောက်သူဘာပဲဖြစ်နေဖြစ်နေဟိုကျွန်တော်တို့ဆီယာနေရှင်တို့တိုက်နေတယ်တော်လည်း ဟိုအဖွဲတစ်ခုဖြစ်တဲ့အတွက်အာ DNN နေနဲ့လည်းအမြန်ဆုံးပေါ့နော်ဒီအခြေအနေတွေဖြေရှင်းနိုင်ပါစေလို့တော့ကျွန်တော်ကတော့မျှော်လင့်ပါတယ်ဒါလေးပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့နောက်တစ်ခုတွားကြည့်အောင်နောက်တစ်ခုကတော့ဒီနေ့ကတော့ကျွန်တော်စီးရေးအခြေအနေပေါ့နော်ရှေ့မှာတော့စီးရေးအခြေအနေတစ်ခုပြောတာတယ်ဟိုနောက်ပိုင်းမှာတော့ကျွန်တော်ဗီဒီယိုနှစ်ခုထပ်ပြီးတော့ကြည့်ဖို့ရှိတယ်ဒီဗီဒီယိုတွေကဘာလဲဆိုတော့အမျိုးဘာသာတာသနာတွေပေါ့နော်အမျိုးဘာသာတာသနာတွေအမျိုးဘာသာတာသနာတွေဘာဘာသာတွေရဲ့ ်ပေါ့နော်ဗလီစောက်မှုအပေါ်ဒီနေပြီးတော့မှဗလီစောက်မဲ့သတင်းပေါ်ပေါ့နော်သူတို့လောင်နေကြတဲ့ဗီဒီယိုတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြည့်လိုက်အောင်ပထမဆုံးကဖုန်းကြီးတစ်ပါးပေါ့နော်ဒီဖုန်းကြီးကအရေးကြီးသတင်းပါဗျနေပြီးတော့ဗလီကိစ္စနဲ့ပတ်သက်လို့ဇလန်းစပြီဟုတ်လားကျွန်တော်ဌာနဆိုင်ရာစာအဖအစုတူရဲ့ဘက်ကဇလန်းစပြီလေอืมအခုဖြစ်ပေါ်နေတဲ့ဗလီကိစ္စနဲ့ပတ်သက်ပြီးတော့နော်လိုင်းပေါ်မှာပြောဆိုမှုပြန်ထောက်ပြနေတဲ့သူတွေကမှားတာလားကျွန်တော်ဌာနဆိုင်ရာကြီးကမှားတာလားဟမ် တောင်သူလယ်သမားတွေရဲ့လေကိုအစိုးရကနိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့လေပြာမြေတွေကိုတိမ့်နေမတန်တစီပြေနှစ်သိန်းတအေကောက်မှာနှစ်သိန်းသုံးသိန်းပေးပြီးတော့ဟိုအရင်ကရောချင်းတွေပေးခဲ့တယ်နိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့ပြည်သူလူထုကနေပြီးတော့လက်ခံခဲ့တယ်နော်အခုကျအဲ့ဒါတွေကိုခင်ဗျားယူပြီးတော့အဖုန်းကြီးကအမှတွေကမှားပြီဒီဖုန်းကြီးဘယ်ဖုန်းကြီးလဲတော့ကျွန်တော်မသိဘူးနိုင်ငံတော်စီမံကိန်းအတွက်ပြည်သူတွေကလက်ခံခဲ့တယ်ဘယ်သူဘယ်ပြည်သူတွေကလက်ခံထားလဲဘယ်ပြည်သူတွေကလက်ခံတာလဲ အမှန်တော့ပြည်သူတွေကလက်ခံတာမဟုတ်ပါဘူးအဲ့ဒါအတင်းအဓမ္မတိန့်ခံရတဲ့သူတွေပါအတင်းအဓမ္မတိန့်ခံရတဲ့အဲလေမြေတွေပါနော်ဘသူတွေကလက်လက်ခံပါလဲကိုယ့်လက်ထဲမှာလက်စုပ်လက်ကင်ရှိနေတဲ့ဒီမြေတွေကိုဘသူတွေကလက်ခံပါလဲလာသိန်းတော့အဲ့ဒါဘသူတွေကလက်ခံပါလဲလာသိန်းတော့နော်အဲ့ဘာလက်ခံတာလဲဘာလက်ခံတာလဲဘာလက်ခံတာလဲဘုံကြီးဖြစ်ပြီးရောအဲ့ ီစွန်နီတို့ရှီးယိုက်တို့မွတ်စလင်ကလားတွေအတွက်ဗလီကြီးတွေဆောက်လုပ်ပေးမယ့်အပေါ်မှာပြည်သူလူထုလည်းမခံဘူးလေကျွေးရသူကျွေးရသားတွေလည်းမခံဘူးလေမျက်နှာပြင်းပြင်းသတင်းတွေဆက်နေတော့ကြည့်လေအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ラインပေါ်မှာတင်နေတာအများကြီးပဲပြည်တွင်းအောင်ပြပအောင်ကိုကြောင့်ကြောင့်ရအောင်ပြီးတော့ရန်တိုက်ပေးနေတယ်ဆိုပြီးအများကြီးလေအေးမြို့ချစ်မြို့သားကြီးသမားတွေဆိုတာနော်သူများ၆တိုင်းလည်းမကြောက်ဘူးလို့သူများမြောက်တိုင်းလည်းမမြောက်ဘူးမင်းတို့သိထားလို့အခုကိစ္စကအချိန်မတော်အခါမဟုတ်နော်ဘုချုပ်နေမိန်းကလေးတယောက်ကိုမေးစရာရှိလို့ပါဆိုပြီးတော့လေဝေးစားပါရုံးကနေပြီးတော့လာခေါ်ထားတယ် ခေါင်းထဲအဲ့ဒီမင်းကလေးတယောက်တည်းကိုမင်းတို့အဲ့ဒါအာဘာစကားလဲရုပ်လာနေတာထွက်တာတော့ပါဘူးဟောအာအဲ့ဒါဒီအမျိုးဘာသာသာသနာတွေရဲ့အကြီးဆိုးလာတဲ့အချိန်မှာဖြစ်တဲ့အခြေအနေပဲလीနော်ဒီတိုင်းကိုဆက်ပြီးတော့ခေါ်လာမယ်လို့ပြောတယ်နောက်ကနေပြီးတော့ဆရာတော်လေးစိတ်မချလို့ထပ်လိုက်လာတယ်မင်းတို့ခဏစမြင်မှာတော့တိတ်ကြောက်နေရတာခုနိုင်ငံခြားပြောပြောနေတဲ့ဘုံမဘုံမလို့ပြောနေတဲ့ကောင်တွေတတိထား ဘောမဆိုတာတက်တက်ရှိတယ်နိုင်ငံမှာမြို့သားရေးသမားဆိုတာတက်တက်ရှိတယ်ထမိန်ကျုံဆိုတာတည်တန့်ရှိတယ်နော်အခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထောက်ပြဝေဖန်ပြောဆိုနေတာတွေကအမျိုးသားရေးသမားတွေဘောလည်းမမအောင်ထမိန်လည်းမချုံဘူးဂျာနေပါတာဓမ္မဂျာနေဆိုတာဗာလဲဗျမိမရှင်ဝါတာတဲ့ဘုန်းကြီးရဲ့ဂျာနေဆိုတာမိမရှင်ဝါတာတဲ့ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်အော်ဂျာနေဆိုတာဘုံလည်းလည်းပြောရင်ဓမ္မဓမ္မဘက်မှာလည်းမလိုက်ဘူးအာဓမ္မဘက်မှာလည်းမလိုက်ပဲနဲ့တာကူတာပေါင်းညာသားတွေလိုပဲကျွန်တော်ကတော့မြင်တာပေါင်း ညာစားတယ်။ဈာနေဝါလာတော့တာပေါင်းညာစားတယ်။ဟုတ်ကမ္ဘာမှာဈာနေတွေအများကြီးရှိပါတယ်။ဒါပေမဲ့လူတွေတက်ခံနေရတယ်အခြေအနေတွေဟောဖြစ်နေတယ်။အဲ့လိုအခြေမှာဈာနေလို့ပြောရတဲ့ဗဇက်ကတော်တော်လေးဟောဖြစ်တယ်။အဲ့တော့အခုနောက်ပိုင်းမှာလူတွေကဘာလဲဆိုတော့ငါတို့ကဘယ်ဘက်မှလည်းမလိုက်ဘူးနိုင်ငံကြီးကောင်းကစားဖို့တိုးတက်ဖို့ပဲဆိုနိုင်ငံဘသူကြောင့်ပြည့်စည်ပြီးတော့ဘသူတွေကောင်းအောင်ပြန်လုပ်ဖို့ကြိုးစားနေလဲဆိုတော့အားလုံးသိတဲ့အခြေအနေပဲ။အဲ့ စာကိုပြိုးရတဲ့ဗစက်တွေကိုကျွန်တော်ကတော်တော်လေးကိုဟိုဖြစ်တယ်အခုလည်းလာပြန်ပြီဂျားနေတယ်ဂျားနေတယ်ဟမ်အာရမနှခုရှင်းလာပြီဆိုရင်ဓမ္မမျက်နှာကိုတစ်ခုပဲကြည့်တယ်ဓမ္မမျက်နှာကိုပဲကြည့်တဲ့သူတွေကမင်းအောင်လိုင်းတို့အောက်မှာတော့ဟဟလာဟိုကဖြစ်နေတဲ့သူတွေလူတွေတတ်နေတော့ဒီဖုန်းကြီးတွေဘယ်ရောက်နေလဲဒီဖုန်းကြီးဖုန်းကြီးဖုန်းကြီးဒီဘယ်ဖုန်းကြီးဖုန်းကြီးဟမ်ဖုန်းကြီးတော့ခလုံးဟိုမှာသင်္ကန်းကြီးနဲ့ဖုန်းကြီးနောက်ကလည်းဖုန်းကြီးပုံနေနဲ့ဟဟလာဖုန်းကြီး ဟမ်ဓမ္မဘက်ကိုလိုက်တယ်တဲ့ပြိုးရဲလိုက်တာပြိုးရဲလိုက်တာဗုဒ္ဓဘာသာကိုလေလူငယ်တွေတော်တော်များများမိခွန်းတွေထုတ်လာတန်တရားတွေရှိလာဒီလိုမစင်းသားမစင်ခြင်းပဲ ਨੇ ကိုယုံထားတဲ့သင်ခန်းကိုမှအာမနာဖျားသားတော့ဆိုရဲဂုံပုတ်ကိုတန်ဃာဆိုရဲဂုံပုတ်ကိုအလွဲသုံးသားလှုပ်ပြီးတော့လုံနေတဲ့ဒီလိုဖုံးကြီးတွေကြောင့်ကျွန်တော်တို့ဗုဒ္ဓဘာသာက တဖြည်းဖြည်းနဲ့ပျက်စီးနေတာအခုလည်းကြည့်အောင်ဒီဘုံကြီးတွေကဟလာဗလီဆောက်တဲ့ကိစ္စကြမှာထွက်ပြိုးရတာလူတွေအသက်ခံနေရောမတရားအသက်ခံနေရောဒီဘုံကြီးတွေဘယ်ရောက်နေလဲအခုလည်းအသက်ခံနေရတယ်မြန်မာနိုင်ငံအနှံ့အပြားမှာစစ်တပ်ကလူတွေတပ်ဖြတ်နေတယ်ဒီဘုံကြီးတွေဘာပြောရလဲဘာပြောရလဲဘာပြောရလဲအဲ့ဒါဓမ္မလို့ပြောထွက်ရင်းသေးလားဟမ် ဖရားရဲ့သားတော်တွေဖြစ်တယ်။ဖရားရဲ့ဓမ္မတွေကိုလက်ဆင့်ကမ်းနေရတဲ့တန်ခါဆိုတဲ့ဂုံပုတ်နဲ့နေတဲ့သူတွေဖြစ်တယ်။ဘာလို့အဲ့လိုကြီးပြောရေးရတာလဲ။ဘာလို့ပြောရေးရတာလဲ။ဟမ်ဓမ္မနဲ့အာဓမ္မတော့မခွဲခြားတတ်ဖဲနဲ့ဖရားရဲ့ဓမ္မတွေကိုဘယ်လိုမျိုးလူတွေစီကိုဘယ်လိုမျိုးဖြန့်ဝေကြမလဲ။ဘယ်လိုမျိုးဖြန့်ဝေကြမလဲ။ ဟမ်ဘလို့မျိုးဖြန့်ဝေချမလဲနော်ဖင်လာမောင်မောင်တို့တိုင်းမှာရှိတဲ့ဟောင်းစီတို့ငစီတို့ကောင်ကြီးပြီးသားကြအင်းပြောချင်တာအခုလဲဝိစားပါရောကနေတိုင်းရုံကိုမေးစရာရှိလို့ဆိုပြီးခေါ်သွားမယ်ဘယ်ကိစ္စကိုမေးမှာလဲလိုင်းပေါ်မှာတင်နေတဲ့မြို့ချစ်လူငယ်အဖွဲ့ဆိုလားအဲ့ဒီကိစ္စတွေပဲမြို့ချစ်လူငယ်တွေကအများကြီးပဲတနိုင်ငံလုံးတနိုင်ငံလုံးပဲမတူဘူး ကျွန်တော်တို့ဘွင့်နေပြောကိုလူမျိုးကိုချစ်တယ်ကိုနိုင်ငံကိုချစ်တယ်ချစ်လို့လေဒီဒေါ်လာရေးကိုလှုပ်နေတာဒီဒေါ်လာရေးထဲမှာဝင်ပါနေတာဒါပေမဲ့ဒီဖုန်းကြီးနေတော့မတူဒီဖုန်းကြီးတွေအမျိုးချစ်တယ်ဆိုတာဘာလို့ချစ်တာလဲဆောက်တလွေးယူဝါဒတွေနဲ့နော်ဆောက်တလွေးယူဝါဒတွေနဲ့ခုနလိုဂျားနေဝါဒမင်းမရှင်ဝါဒကိုချင့်သုံးပြီးတော့လှုပ်နေတဲ့အမျိုးဘာသာတန်တာစောက်ရှောက်သူတွေနဲ့မတူဘူးမတူဘူး ကိုယ်နိုင်ငံကိုကိုချစ်တယ်ကိုယ်နိုင်ငံကိုတိုးတက်အောင်မြင်အောင်လှုပ်ချင်တဲ့သူတွေရဲ့အမျိုးချစ်တာနဲ့ခင်ဗျားတို့နေမတူဘူးတနိုင်ငံလုံးလို့ပြောအောင်တနိုင်ငံလုံးခေါ်ခဲ့တယ်ပါအဲတနိုင်ငံလုံးခေါ်ခဲ့သမ်းပါလိုက်ရကိုမျိုးကိုချစ်ကြတာပဲကိုဘာလဲကိုချစ်ကြပဲကိုတာတနာကိုချစ်ကြတာအကုန်လုံးမျိုးချစ်နေကြည့်ပဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြာခင်ဗျားတို့ကဟမ် ဟိုအနွယ်နဲ့မိန်းမသားဆိုတော့မိန်းမသားတယောက်ကိုလာပြီးတော့စတင်ပြီးတော့ကျွန်တော်စပါရုံကနေပြီးတော့ကော်ရီဆိုတာမြူသားကြီးတမားတွေကိုနေရွက်ဇလင်းဆုပ်လိုက်တာပဲမပူနဲ့ခင်ဗျားတို့တဲ့တနေနေလောက်ရဲလို့လားเนาะတနေနေလုံးမှာလောက်ရဲလို့လားမြူချစ်တွေရှိတယ်เนาะမြူသားကြီးတမားတယောက်ကိုထင်တနေနေလုံးမှာရှိတယ်မြူသားကြီးတမားကြီးငြိမ်မနေဘူးလေမျိုးလေဝင်းမျိုးနဲ့စာပါကိုကျတို့တွေလမ်းပြဆက်သွယ်တယ်မင်းမြန်နဲ့အခုတိုင်းရုံကိုခေါ်သွားမယ်လို့ပြောတယ် အပြစ်မရှိပဲနဲ့ကျွန်တော်ရဲ့လူတွေကိုစကားတခွန်းမှတ်တပေါက်တော့မစွန့်ပါသေးနဲ့အဲ့လိုမျိုးစကားတခွန်းမှတ်တပေါက်ဆိုရင်ကျွန်တော်လေငုံမကန်အချိန်ကာလအပြင်စောင့်နေမှာလူပိုင်းကျွန်တော်ပေါ်တိုင်းပြီးတော့အထိဆင်းတယ်လောက်ရဲလားကြည်အောင်မဲလောက်ရဲလားလို့ကြည်အောင်မဲကြည်အောင်မဲဟိုကအမျိုးဘာသာအမျိုးဘာသာသာသနာတွေဘာညာတွေနားလေတာမဟုတ်နော်မရောက်လိုက်အကုန်ကျုံးပလိုက်ပါကဲနောက်တစ်ခုကတော့ဒီဗီဒီယိုလေးကြည့်ရအောင်ဗီဒီယိုပါတဲ့ဟွန်းအဲဘလီစားဘူးလို့ကျွန်တော်မေးကြည့်တယ်အဲ ဟိုစီပင်သားရာကောမဒီတာဝန်ရှိရပေါ့ဘယ်နာလီမန်ဘယ်နေရာမှာဘာဆောက်လုပ်ခွင့်မတည်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးအဖြစ်အဲ့ဖြစ်ပဲလေလှစရာတော့မဟုတ်ဘူးလေဟာငငကြာပြောတာဒီမယုံနဲ့လေဒီမှာနေတီတော့မှနေနေတာငငကြာဘယ်သူတွေပြောလို့လဲအဲ့ဒါလီလာပြောတာဒီဒရာရေးဘူးလက်ဆိုရတော့နေပြီးတော့မှဘယ်လိမဆောက်ဘူးလို့ပြောပါအမှန်ဆောက်ပါတယ်ဟာရနေပြီးတော့မှဘယ်လိရပေးထားပါတယ်2000 အချင်းချင်းလှမ်းညိကြလေကွာဖုန်းတွေမရှိကြဘူးလားအချင်းချင်းလှမ်းညိကြလေကွာပေါက်ကလုံးနဲ့လှစေလှမ်းညိကြလေကွာမတဲ့ကြဘူးလားဟလာမတဲ့ကြဘူးလားမတဲ့ကြဘူးလားဟာ23ပါပါတရားတရားပေးထားပါရနော်တရားတရားပေးထားတယ်နော်ဘူမင်းအွန်လိုင်းရဲ့ဒီလော့ကွတ်ချော်တွေမှုတွေကြောင့်ဟွန်းဒီဘောဒေတာခံမွတ်စလင်တွေပေါ့ကျွန်တော်မြန်မာပြည်မှာရှိတယ်မြန်မာပြည်ကွာကျွန်တော်မွတ်စလင်တွေကမွတ်စလင်တွေကိုမဘာသာတွေနဲ့တမင်တကာများရန်တိုက်ပြီးတော့ ဲ့မဲ့ငါများရန်ကြိုက်နေရပါတော့ကျွန်တော်တို့အစင်းပါတယ်အားလုံးကစိုးရိမ်ပူပန်မှုတွေရှိလာတာပေါ့ဘယ်လိုလဲကမ္ဘာအရေးမှာစိုးရိမ်နေရကြမြန်မာပြည်မှာထပ်ပြီးတော့ဒင်းကနိုင်ငံရေးကမတည်ငြိမ်ရတဲ့ကြားတယ်မတည်ငြိမ်ရကြတယ်ဒင်းကဘယ်လိုကမ္ဘာဆိုလို့ရှိရင်ထပ်ပြီးတော့မဘာသာနဲ့အစ္စလမ်ဘာသာဝင်တွေကိုဆက်ပြီးရန်တိုက်နေဖြစ်နေအဲ့တော့နေရာကမစင်းချင်လို့များဘာသာရေးကတိကောင်များမြောက်ခံစင်းနေတယ်လို့လဲဒါပဲလေနော်ဒါပဲလေဒီလိုမခံစင်းပါနဲ့ကျွန်တော်ပြောချင်တယ်နေပြည်တော်ဒုတိယအခွဲနဲ့ဦးသိန်းတို့ကတော့ဆက်ဆက်ရှိတယ်ဟုတ်လားဦးသိန်းတို့အနေနဲ့နိုင်ငံတော်ကတကယ် ခွင့်ပြုရပါမှာမတတ်နိုင်ဘူးလားကောက်ွက်ဖို့တော့သင်တို့တဲ့ကျင်းတဲ့လာမင်းတော့မကျင်းနိုင်ဘူးပေါ့ဗျာဘာမကျင်းနိုင်ဘူးမကျင်းနိုင်ကျင်းတဲ့ဆန္ဒပြရလေပြောရလို့ရှိရင်ဟုတ်လားဦးသင်တို့ဒါပေမဲ့ဒီလိုဟာပို့ဆိုရင်လူတိုင်းအင်အားစုအားစုရဲ့ဒီ live ပေါ်ကနေကိုစောခွေးလို့ပေါ့နော် live ပေါ်ကနေပဇန်းနဲ့ပြီးမသွားပဲနဲ့ကိုစောခွေးကိုလက်ပုတ်တာနဲ့အားပေးကြတယ်ဗျာအများကြီးအားပေးကြတယ် ဟိုဒီရေးကြအထောက်အထားတော်တွေ့မဲ့သူတွေ့ရောရောရောဟိုရောကျင်တာကဒီတကယ်ဒီအချင်းချင်းတွေအဲ့လိုမလုပ်ကြနဲ့လေကွာအချင်းချင်းတွေအဲ့လိုပြစ်မထားကြနဲ့လေကွာရောမင်းတို့ကောင်းနေနော်ရောမင်းတို့ကောင်းနေနော်ဒါပဲပြောကျင်တာအဲ့ဒါပဲဒီကောင်တွေဘက်ကသူတွေနဲ့ကိုတွေဘက်ကသူတွေကြာကွာချားမှုကတချို့ပါတယ်ရှေကိုတွေဘက်မှာကပို့နေပြောရားသလောက်ပေါ့နော်ကိုရဲဘော်ရဲဘက်ချင်းဖန်းခံရတဲ့ဘာညာတရင်နေစုံစမ်းကြတယ်ရားသမ ्या ကူညီကြတယ်အဲဒီလိုမျိုးရှေဒီကောင်တွေဘက်မှာကြာအဲ့လိုမျိုး ဒီကောင်ကဘာလဲဆိုကိုကျိုးအတ္တစီးပွားတွေနဲ့သွားနေတဲ့သူတွေကိုကျိုးအတ္တစီးပွားတွေနဲ့သွားနေတဲ့သူတွေကွာကွာတယ်ကွာတယ်လူတွေရဲ့တံမိုးတခါခံရခြင်းလဲကွာတယ်ဒီလားအကြီးကိုခဏတော့ကတကယ်စူးမှုမဟုတ်ခဲနဲ့ဘုရားရဲ့သမိုင်းနဲ့တတ်မတော်ဘူးလက်တိုက်ရိုင်းဆိုင်တဲ့ရာလိုက်ခိုင်ရာလိုက်ဆောင်ဖို့အခုဆိုလို့ရှိရင်ခဏတို့ကိုယ်တိုင်လဲဒါလက်မှတ်တွေထိုးပြီးလက်မှတ်တွေလက်ကောက်ကိုလက်မှတ်နေပြီးတော့မှရှိတဲ့ဒါလူတွေလဲလက်မှတ်တွေထိုးမဲ့ထိုးပြီးမှဘုရားရဲ့သမိုင်းကမှရှိတဲ့ရဟန္တာကတော့လက်မှတ်ထိုးမှာကာကြောက်ကာကြောက်ကြည့်စီကိုဘယ်လိုကောက်ဝတ်စာတွေတင်ဖို့တော့ လိုအပ်တယ်လို့ဦးစေကတော့တုံ့တက်ချင်ပါလေဗျာနော်တုံ့တက်ချင်ကဲဒါကတော့နေပြီးတော့ဗလီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကအမျိုးဘာသာသာသနာတွေရဲ့ဂျားထဲမှာဖြစ်ပွားနေတဲ့ကိစ္စရဲ့တစ်ခုဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့အာဘောနော်ကျွန်တော်တို့နိုင်ငံမှာကဘာသာရေးလွတ်လပ်ခွင့်ကမရှိပါဘူးမရှိပါဘူးလူ့ခွင့်ရေးကမျိုးတုံးနေတာဖြစ်တဲ့အတွက်လူ့ခွင့်ရေးကမျိုးတုံးနေတာဖြစ်တဲ့အတွက်ဘာသာရေးလွတ်လပ်ခွင့်ဆိုတာလည်းသူကသူမရှိပါဘူးအဲ့တော့ဘာသာရေးကိုအာဏာရှင်တွေက ိုင်ငံရေးအဖြစ်အသုံးချကြတယ်နိုင်ငံရေးအတွက်လိုအပ်လာပြီလို့ဘာသာရေးကိုဆွဲသွင်းကြတယ်ဆွဲပြီးတော့ထည့်ကြတယ်ဒီလိုမျိုးပုံစံနေနဲ့တွားကြတာဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်ဘာသာရေးဒီကျွန်တော်တို့နိုင်ငံမှာလွတ်လပ်ခွင့်လည်းမရှိပါဘူးအဲ့တော့ဘယ်လိုပြောရလဲတခုပေါ့နော်ကျွန်တော်တခုရှင်းပြမယ်ပေါ့နော်ရုရှားမှာဖျားရီတဲတော့ကြတော့ဟာမရောက်လိုက်ရအပိတ်လိုက်ကြတာချီးမြောက်လိုက်ကြတာဟဲ့လားသာသနာပြုမင်းသာသနာပြုမင်းကိုရီးနိုင်ငံမှာ ပလီတွေလာဆိုတော့ဟဲ့လားမရောက်လဲအခုကက်ကွက်ကြတော့ပဲကက်ကွက်ကြဒါမှမဟုတ်ဟိုဘက်ကလည်းဒါမှမရောက်လဲသူ့အကန့်ကွက်တော့ခံမှာတော့မဟုတ်ဘူးသူကတစ်ဖက်လဲပြီးတော့ရန်တိုက်ပြီးလိုက်အဲ့ဒါပဲအဲ့ပြောင်းပြောတဲ့ဥစားပေါ့နော်နိုင်ငံကြီးရန်တိုက်ပြီးလိုက်ပါဘာလဲဒီအထီးရုံးနေလုံးပါပဲဒီကောင်တွေကလုံးတဲ့လုံးပါ လုတ်တဲ့လုတ်မှာအခုကိစ္စမီးမွေးထားတာမီးမွေးထားတာနော်မီးမွေးထားတာနော်ဒီကောင်လေးကအဲ့လိုကိစ္စတွေကမီးမွေးထားတတ်တယ်လုတ်မှာဒီကောင်လေးလုတ်မှာဘာလုတ်မလဲဆိုတာပဲစောင့်ကြည့်လုတ်မှာလုတ်မှာပြောမယ်ဆိုတော့အာနာရှင်ရဲ့လက်အောက်မှာဒါပဲလေအာနာရှင်ရဲ့လက်အောက်မှာကဒါပဲသူတို့စိတ်ကြိုက်သွားမယ်သူတို့ဆိုမင်းတို့ငါတို့လာပြီးတော့မဝေမှန်နဲ့ဟုတ်လားလာပြီးတော့မကန့်ကွက်နဲ့ငါတို့ကတော့လုတ်ချင်တာလုတ်မယ်မင်းတို့ကမကန့်ကွက်ငါတို့လိုရရင်မင်းတို့အသုံးချမယ်ဒါပဲခုနကဒီဖုန်းကြီးတွေလည်း တကယ်စောက်တလဲတွေပါဒီဖုန်းကြီးရေလေခုနဖုန်းကြီးဆိုရင်ပြောပါလားဟမ်အားမလားကျွန်တော်အဲစကားကိုတော်တော်လေးကိုဟမ်ဟမ်ပြောနေတာအဲစကားပြောနေတာဖုန်းကြီးဒီပါအနေနဲ့အားမလားဓမ္မအားမကိစ္စတွေကနှင်းနေနေမြဖြစ်ပေါ်နေပြောလားဗလီဆောင်မှာပဲပြောတယ်လေကျွန်တော်ကဦးလင်းပြောတာအစ္စလမ်ဘာသာဝင်မှာလည်းမကောင်းတာတွေရှိတယ်ကောင်းတာတွေလည်းရှိတယ်ခရစ်ယာန်ဘာသာဝင်မှာလည်းကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေလည်းရှိတယ်နောက်ပြီးတော့ ဗုဒ္ဓဘာသာမှာလည်းကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေလည်းရှိတယ်။ဟိန္ဒူမှာလည်းကောင်းတာတွေရှိမှာတခြားသောဘာသာတွေမှာလည်းထိုနည်းလောက်အောင်ပဲကောင်းခြင်းမကောင်းခြင်းကအမြင်နဲ့ဒုံတွဲနေတာ။ဒါပေမဲ့အော်ကမ္ဘာပေါ်မှာဖြစ်လိုက်တဲ့အရာတွေတော့မှာအစ္စလာမ်ဘာသာတွေနဲ့ပတ်သက်နေရဆိုရင်အစ္စလာမ်ဘာသာမှာလည်းကောင်းတာတွေကအများကြီးရှိတယ်။ပြောချင်တာကလူတူးတယောက်ရဲ့ဘောတော့ဘာသာရေးဆိုင်ရာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကတော့ဘောတော့ဘုရားသူ့ရဲ့မွေးရပါ အခွင့်အရေးတစ်ခုလို့တော့ကျွန်တော်ကတော့ယူဆတယ်။အဲ့တော့ အစ္စလမ်အစ္စလမ်နိုင်ငံတွေမှာဘုရားကျောင်းတွေတချို့စာတွေတခြားဘာသာတွေမပြန့်ပွားနိုင်ဘူးသူတို့ရဲ့ဘောနော်ဥပဒေတွေနဲ့အဲသူတို့အစ္စလမ်ဥပဒေတွေနဲ့အုပ်ချုပ်ကြတဲ့နိုင်ငံတွေလည်းအများကြီးရှိတယ်။ဘာသာရေးလွတ်လပ်ခွင့်မရတဲ့အစ္စလမ်နိုင်ငံတွေလည်းအများကြီးရှိတယ်။ကျွန်တော်အဲဥစားတွေကိုထည့်ပြီးတော့မပြောလို့တော့ဘူး။ဟိုလင်းလင်းပြောတာဒါပေမဲ့ဒီမိုကရေစီနိုင်ငံ ဘောတော့လူ့ခွင့်ရေးတွေကိုတံပိုးထားတဲ့နိုင်ငံတွေမှာတော့ဘာသာရေးလွတ်လပ်ခွင့်ဆိုတော့သူပေါ့သူရှိတယ်နဲ့လို့ပဲအဲကျွန်တော်ကတော့မြင်တယ်အဲ့တော့အခုဖြစ်ပြနေတဲ့ကိစ္စတွေကလည်းကောင်းချင်းဆိုးချင်းဆိုတာထက်အာဏာရှင်တွေဒီဘောတော့စောက်ခွင့်ပေးချင်းမပေးချင်းဆိုတာထက်သူတို့တွေဒီတေချာတာတစ်ခုကတော့ဘာသာရေးကိုနိုင်ငံရေးဖြစ်အသုံးချဖို့ကြံ့ရွံ့နေတဲ့ကိစ္စရဲ့တစ်ခုဆိုတာကတော့အဲကျွန်တော်ကတော့မြင်တယ်အဲ့တော့ဘာပြောပြောဘောတော့ဒီ အမျိုးဘာသာသာသနာတွေတချို့ဥစ္စာတွေကတော့သူတို့ပုံစံအဲသူတို့ရဲ့ပုံစံတွေကတော့ဘလူးပုံစံတွေလဲဆိုတာတည်ပြီးသားဖြစ်တဲ့အတွက်ပဲကျွန်တော်ဒီနေ့ဗီဒီယိုတလောက်နဲ့ပဲကျွန်တော်ရန်သားခြင်းပါတယ်ကျွန်တော်တို့တော်လန်ရေးမှာထိခိုက်တာတွေရှိရဲဆုံးရှုံးတာတွေရှိတယ်နစ်နာတာတွေရှိတယ်စိတ်တက်ကြတဲ့အရာရှိတယ်ဒါပေမဲ့စိတ်တက်မကြနဲ့နာနာတဲ့အရာတွေကိုဘာလို့ဝေဒနာဖြစ်မခံစားနဲ့နာတဲ့အရာတွေကိုခွန်အားဖြင့် ဖန်တီးပြီးတော့ရှေ့ကိုဆက်လျှောက်ကြပါလို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တို့ကျွန်တော်မျိုးစီစဉ်တယ်။ဒါလောက်နဲ့ပဲကျွန်တော်ရန်သားကြပါတယ်ခင်ဗျာ။တော်လန်ပြည်သူများအားလုံးစိတ်လက်ကြည်သာသွားနဲ့တနေ့တောင်ဖြတ်သန်းနိုင်ကြပါလိမ့်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီနေ့ရတရားမြတ်တာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ